အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions Pay တက်တဲ့အားလုံးမင်္ဂလာပါဒါအသက်38နှစ်အရွယ်ရှိတဲ့ Inter Miami အသင်းရဲ့နမိတ်ကျော်ကွင်းလေကစားမကြီး Sergio Busquets ကဒီနေ့ရသည် MLS season အကုန်မှာတော့ကစားမပွားအပီးတိုင်အနာယူရတော့မှာဖြစ်ကြောင်းနားယူတော့မှာဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကဘူးစကက်သူနားတော့မယ်ဆိုတဲ့အကြောင်းကိုသူစပြီးတော့ဟင့်တော့ထွက်လာပြီ ဒါပေမဲ့အာရကအတီလို့မထင်သေးပေမဲ့ကျွန်တော်တို့ထင်တာကနိုဝင်ဘာလောက်မှသူချိန်ညာမယ်လို့ထင်ပေမဲ့ဆာဂျိုဘူစကတ်ကတော့သူကစားမပွားကိုဒါဒီမေဂျာလိစီဇန်အကုန်မှာပဲအပီးတိုင်နားတော့မယ်လို့ဆိုတယ်ဆိုတော့အင်တာမိုင်ယာမီနဲ့တကယ်လို့ MLS ကကစားမယ် MLS ကအခုလုံးလုံးစမှာအင်တာမိုင်ယာမီကပလေးအော့အဆင့်ကိုရောက်သွားပြီး ဆိုတော့အဲ့ရကိုတေချာပေါက်သူကစားမယ်အဲ့ဒါပြီးရင်တော့သူကရီးယားကတရားဝင်အဆုံးသတ်ပြီးဆိုတော့အနားယူတဲ့အချိန်မှာသူအသက်38နှစ်ရှိပြီးကမ္ဘာဘောလုံးကအတွက်အောင်မြင်တဲ့ဆူပလာတွေအားလုံးရပြီးပြီဒါချန်ပီယံလိဖလားကိုဒါဒီဘာဆိုလိုနာနဲ့သူ၃ကြိမ်ပေါ့လေ2006ကတော့သူနည်းနည်းငယ်သေးတယ်ဒါပေမဲ့ဒါ2009မှာချန်ပီယံလိဖလားရတယ်2017မှာချန်ပီယံလိဖလားရတယ်2000နဲ့ဒါ20နဲ့ 2015မှာ Champions League Plus Champions League Plus သုံးလို့ရရှိခဲ့ပြီးတော့ Sergio Busquets ကသူ့ career ကတော့အောင်မြင်မှုတွေအများကြီးပေါ့လေ Busquets နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကဘောလုံးအုံနောက်အပြေဝသုံးချပြီးတော့ physical လုံးဝမသုံး pace လုံးဝမသုံးပဲနဲ့ intelligent တစ်ခုတည်းကိုပဲအဓိကထားကစားတဲ့ကစားမအဖြစ်ကျွန်တော်တို့ကအမြဲတမ်းသတ်မှတ်ရတယ် Busquets ကျွန်တော်စပေါ်တဲ့အချိန်ကျွန်တော်မှတ်မှတ်ရရ2009 Champions League Final အဲတုန်းက Chelsea က Chelsea တောင်ဖြစ်တဲ့ Barcelona က Chelsea နဲ့ပွဲပြီးမှ2ရောက်ထုတ်ခံရတယ်ဗျာ ဒန်နီအယ်ဘတ်စ်နဲ့ဟိုပွဲပယ်ဟာဒန်နီအယ်ဘတ်စ်နဲ့အာဘီဒယ်ပွဲပယ်ခံရတော့ချန်ပီယံလိဖိုင်နယ်မှာသူတို့မှလူမရှိဘူးလူမရှိတော့ဖူယိုနဲ့ယာယာထိုရေးကိုဆန်တဘတ်ဖြစ်ဒါဒါပြောင်းပြောင်းသုံးလိုက်တယ်အဲ့မှာဘဲတောင်ပွဲမှာဆဗင်းညူထားတယ်ညာဘက်ချမ်းကတော့တခြားပေါ့လေအဲ့မှာဘာဖြစ်လဲဆိုတော့ဘူးစကက်ကိုဘာဆိုနာဒီနီပြဖတ်ကွာဒီယိုလာကကွင်းလယ်မှာစထားကြတယ်အဲ့ဒါဘူးစကက်ကစပြီးတော့ဒီသူ့ကို recognize ဖြစ်စေတဲ့ပွဲပဲအဲ့2000 goal row မှာ grow မှာစကစားတဲ့ပွဲကနေစပြီးတော့ကျွန်တော်တို့ generation တစ်ခုလုံးရဲ့ one of the best ဒါ DN တယောက်အနေနဲ့တွေ့တယ်ကျွန်တော်တို့ Tony Crew ကောင်းတဲ့ပုံစံက different type now တခြား DN တွေကောင်းတာတွေအများကြီးရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ပြအောင်မှာ Ryan Gain တို့ Patrick Vieira တို့ဆို physical ကိုအားသုံးတာများတယ်ကြမ်းတယ်ရမ်းတယ် aggressive ဖြစ်တယ် Gadu ဆိုလို့ပြောလဲဒီ similar ပဲ deep line playmaker တိုက်နေ DN position ကိုတွဲကစားတဲ့ဒီ ဒီဘယ်လိုပြောမလဲကျွန်တော်တို့အန်ဒရီပီယာလို့ရှိတယ်ဒါပေမဲ့ဘူစကက်ကကျတော့ဘောလုံးကိုအရန်ညံ့ညံ့ညို့ညို့ကစားနိုင်တဲ့သူတစ်ယောက်ဖြစ်တယ်လာမာစီယာအကယ်ဒမီထွက်တဲ့မှာမှတော်တော်ကိုစကေးကောင်းတဲ့ကစားမှာသူ့ရဲ့ကိုအရင်းလေးတွေအလှည့်လေးတွေဘောလုံးဖိတ်လေးတွေအဲ့ဘူစကက်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒီချိုစီမော်ရီညိုတို့ဖတ်ကွာဒီလာတော့တော်တော်များများပြောကြပါတယ်ဘာစီလိုနာပွဲတွေမှာဘူးစကက်ကိုမကြည့်နဲ့ဘာစီလိုနာပွဲကြည့်ရင် ဘာဆိုနာပွဲတတ်တက်ကြီးဘူးစကက်ကိုကြည့်ဘူးစကက်ကိုကြည့်တပွဲလုံးမြင်ရတယ်။ဘာလို့သူ့ရဲ့ vision နဲ့သူ့ရဲ့အနေထားနဲ့အခုချိန်ထိတဲ့ intelligent champion ဟိုတနေ့က Leo Messi ကိုဖန်တီးပေးတဲ့ဂိုးမျိုးဆိုရင်လားဒါ Inter Miami တို့အချိန်ချိန်များစွာအဲ့လိုပုံစံနေကြီးပဲဆိုတော့ Sergio Busquets မှာတကယ် intelligent play ရှိတယ်တကယ် intelligent ဒါသူ့ရဲ့အားသာကြတာလူကိုကြည့်လိုက်ရင်ပိန်ပိန်ပပလေးဗျာအယိုးပေါ်အရေးတင်လေးဒါပေမဲ့ကြိုက်တဲ့ကစားမလား pressure ပေးအေးအေးဆေးဆေးပဲ ၃ယောက် aggressive ပေးလာဘောလုံးကိုဆွဲထွက်သွားမယ်ပြန်ယူသွားမယ်ပြန်ပေးလိုက်မယ်ပြန်တွဲလိုက်မယ်ဒါသူ့ရဲ့အရေးသွေးပဲပေါ့လေဆိုတော့ Busquets ကအသက်38နှစ်အရွယ် Inter Miami နဲ့အတူဒီအသည်မှာ supplier နှစ်ခုရနိုင်သေးတယ်တခုက supporter ရှိပေါ့လေလက်ချက်၅ပွဲစလုံးနိုင်ရင်သူတို့ champion ဖြစ်မယ်ဒါအဆိုရင်အမပေး champions player ကို back to back နှစ်နှစ်ဆက်တိုက်ရမယ်ဒါတော့မှ၅ပွဲစလုံးတော့နိုင်မှုမလို့ဘူးဗျတကယ်လို့အပေါ်က Philadelphia Union က Philadelphia Union က သူလက်ချံ၃ပွဲလုံးမနိုင်ဘူးဆိုအင်တာမိုင်ယာမီက၄ပွဲလောက်နိုင်ကိုချန်ပီယံဖြစ်တယ်။အဲ့မှာသူအမှတ်ပေးချန်ပီယံဖလားကို back to back ရမယ်နောက်ထပ်တစ်ချိန်အခွင့်ရေးဒါအပြင် MLS ကလို့ခေါ်တဲ့ Major League MLS ကတခုချန်သေးတယ်ဆိုတော့သူတို့အတွက်စူဖလားနှစ်ခုနဲ့အဆုံးသတ်နိုင်တယ်။၃၈နှစ်ရွယ်ရှိတဲ့အင်တာမိုင်ယာမီရဲ့ Spain လေဝေးစင်အသင်းကောင်းဆောင်ကွင်းလေကစားမဟောင်း Busquets ကကစားမဘွားမှာ La Liga 9ချိန်ရဘူးတယ်။ဥရောပ Champions League ဖလား၃ချိန်ရတယ်။ ကိုပါဒရေချန်ပီယံဖလားကို9ချိန်ရပြီးတော့စပိန်စူပါကပ်ကို9ချိန်ကမ္ဘာကလပ်ပြိုင်ပွဲကလပ်ဝေါ်ကပ်ကို3ချိန်ဥရောပစူပါကပ်ကို3ချိန်နဲ့နောက်တစ်ဖက်ကတော့ယူရိုပြိုင်ပွဲ2022မှာ1ချိန်နောက်ကမ္ဘာဖလားပြိုင်ပွဲ2010မှာ1ချိန်ဆိုတော့သူ့ဘွားမှာယူရိုလည်းရဘူးတယ်ဝေါ်ကပ်လည်းရဘူးတယ်နောက်တစ်ဖက်ကချန်ပီယံလိလည်းရဘူးတယ်ဆိုတော့သူလိုချင်တဲ့စူပလားတွေအားလုံးကိုရပြီးတော့ကျွန်တော်တို့ရဲ့ generation ရဲ့ one of the best အဲမီဖီဒါတယောက်ပေါ့လေ DM တယောက်ကိုနောက်ဆုံးတွေ့ရမယ်သဘောပဲဆိုတော့ Inter Miami နဲ့အတူဒီနေ့ရာသီ Major League Season အကုန်မှာ Sergio Busquets တယောက်တရားဝင်အနာယူတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်